Hello မင်္ဂလာပါကျွန်နာမည် Boys ပါဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့်ခေါင်းစဉ်အစ်စ်နာမည်ကတော့တမိုင်းထဲကအနာဂတ်တွေကိုခေါ်တန်ကျဲခဲ့တဲ့အကြီးဆုံးဖြစ်ရတစ်ခုကကဘာစစ်ဖြစ်တယ်ကျွန်တော်တို့တီးနေတယ်လို့ထင်တဲ့စစ်ပွဲတွေမြစ်တာမဲ့တဲ့မုန်တိမှုတွေတိုက်ခိုက်မှုတွေရဲ့နောက်ွယ်မှာမဖော်ပြနိုင်တဲ့အမောင်းတွေကလှုပ်ရှားနေတဲ့သူတွေလည်းရှိနေခဲ့တယ်စစ်တပ်ရဲ့နောက်ွယ်ဟာအဖွဲ့အစည်းတွေ ုံစမ်းရေးတပ်ဖွဲ့တွေစက်မှုလုပ်ငန်းတွေနဲ့နိုင်ငံရေးအရအကြက်တဲများနေပြီးတော့မှစစ်ကိုဘလို့တုံးပြုခဲ့လဲဆိုတာဥပဒေမဲ့သဘော ပြုလုပ်ခဲ့ကြတဲ့လှုပ်ရှားမှုတွေဘလောက်ထိရက်စက်ခဲ့ကြလဲဆိုတော့ကျွန်တော်ပြောပြပေးမယ်ဒီ post ကစစ်တပ်ရဲ့နောက်ွယ်ကနေပြီးတော့တိတ်တိတ်လေးလှုပ်ရှားနေခဲ့တဲ့ဝက်ဖဲတော်လန်ရေးအဖွဲ့တွေနဲ့စုံစမ်းရေးအစီအစဉ်တွေချမှတ်ထားပြီးတော့မှလှုပ်ကြံနေတဲ့အဖွဲ့တွေ ပြီးတော့ကျွန်တော်ဒုတိယကမ္ဘာစစ်တုန်းကနာဇီတွေရဲ့လူတွေကိုစမ်းသပ်ထားတဲ့အရာတွေနဲ့အမေရိကန်နဲ့ဆိုဗီယက်တို့ရဲ့ဆက်မှုနောက်ခံခွဲခြားစိတ်ပြတဲ့အကြောင်းအရာတွေကျွန်တော်ပြောပြပေးမယ်။ဘာလို့လဲဆိုတော့အဲ့ဒီဒုတိယကမ္ဘာစစ်ကြီးကိုတင်ကန်းစာယူပြီးတော့တတိယကမ္ဘာစစ်မဖြစ်အောင်ဖန်တီးရမကိစ္စကိုဒုတိယကမ္ဘာစစ်ဖြစ်ထားတဲ့အဆက်ကိုတတိယကမ္ဘာစစ်အတွက်ယူလာပြီးတော့မှဒုတိယကမ္ဘာစစ်ရဲ့လှုပ်ဝဲချက်တွေအကုန်လုံးကိုတတိယကမ္ဘာစစ်ဖြစ်ဖို့အတွက် တီးတန့်ကိုတုံးပြီးတော့မှဒီစစ်ပွဲတွေကိုဒီခုနှစ်ဒီအချိန်ဒီလိုလူသားဆန်မှုတွေကိုပယ်ဖျက်ပြီးတော့မှအခုချိန်မှာဒီစစ်ပွဲတွေဖန်တီးပြီးတော့မှတတိယကမ္ဘာစစ်အတွက်အောက်ွယ်ကအမောင်တိန်တွေတဲကနေတမိုင်းအမှန်တခုကိုတခုပြီးတခုတူဖို့ထုတ်ကြရအောင်စစ်တပ်တိုင်းမှာမျက်စိတွေကြည့်မထင်တဲ့အပိုင်းတခုရှိတတ်တယ် စစ်ပွဲဆိုတာတော့မျက်မှောက်ခင်မှာမုံကြနေတဲ့ကွင်းတာမက နောက်ွယ်မှာဖန်တီးခံရတဲ့လိုဝက်အစီအစဉ်တွေအများကြီးလက်ရှိတယ်။အစ်တမိုင်းတဲမှာလိုဝက်အစီအစဉ်များဆိုတာကအလွန်ရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုဖြစ်တယ်။ဒုတိယကမ္ဘာစစ်တွင်းမှာပင်နိုင်ငံအကြီးတော်တော်များများအနေနဲ့မျက်စိမမြင်နိုင်တဲ့စစ်ဗျူဟာတွေကိုဖန်တီးခဲ့ကြတယ်။ထို့ဗျူဟာတွေကဗြိတိန်နဲ့အမေရိကန်တို့ပူးပေါင်းပြီးတော့နာဇီဂျာမနီကိုလွှဲချော်စေဖို့မရှိတဲ့စစ်တပ်မရှိတဲ့စစ်ခံမတွေကိုဖန်တီးထားကြတယ်။နောက်ဘက်ကနေပြီးတော့တိုက်ခိုက်ဖို့အတွက်ကြံစီထားတာ အဲ့လိုပုံစံတွေပေါ့စစ်ပြေနော်အမေရိကန်တပ်ဖွဲ့ကနေပြီးတော့နာဇီသိပ္ပံပညာရှင်တွေကိုမျှဝေပြီးတော့သူတို့နဲ့အတူဒုတိယကမ္ဘာစစ်နောက်ကွယ်ကနေပြီးတော့တရားမဲ့ပညာရေးသမားတွေကိုခေါ်ယူခဲ့တယ်။အဲ့ဒီတည်းမှာကမ္ဘာပထမဆုံးဂျက်လီရင်တွေဖန်တီးတဲ့သူတွေနာဇီအာဂါတပညာရှင်တွေပါလာခဲ့တယ်။နိုင်ငံတကာတခြားထဲကနေပြီးတော့ အော်တိုမတ်ဘုံတွေဖန်တီးတဲ့လူတွေတောင်ကွင်းနဲ့ဖုံးကွယ်ပြီးတော့မှလှုပ်ဆောင်ခဲ့တဲ့ American Season တွေသိပ္ပံပညာရှင်တွေတသောင်း3000ကျော်လောက်ပါဝင်ခဲ့တဲ့လူတိမခံတဲ့စစ်ရေးပြူဟာအတိုင်းချမှတ်ခဲ့တာတွေကရှိခဲ့တယ်။အခုလက်ရှိတတိယကမ္ဘာစစ်တွင်းမှာဖြစ်လာတဲ့ယာတွေမှာလည်းအဲ့လိုတွေရှိတယ်။လိုဝက်ချက်တွေအကုန်လုံးဟာဒုတိယကမ္ဘာစစ်ကနေပြီးတော့အခြေခံလာပြီးတော့မှဒီတတိယကမ္ဘာစစ်ကိုရည်ရွယ်ချက်ရှိရှိနဲ့ဖန်တီးပြတာတဲ့အထက်မှာ အဲ့လိုလူသားမဆန်တဲ့ရက်စက်မှုတွေစမ်းသပ်ချက်တွေတဲမှာဘာပါဝင်လဲဆိုတော့ technology ရာ neo link အုံနောက်ကိုဟက်ပြီးတော့မှလူတွေရဲ့အတွင်းချက်လက်တွေအကုန်လုံးခိုးယူသုံးဆွဲတဲ့အရာပြီးတော့လူတွေရဲ့ brain ကိုထိ ंछ ုပ်ထားပြီးတော့လူတွေရဲ့အာရုံကြောစနစ်နဲ့ခန္ဓာကိုထိ ंछ ုပ်ထားတဲ့အရာတခုပါတယ်ပြီးတော့မှအဲ့ဒီနောက်ွယ်ကနေပြီးတော့အဲ့ဒီ neo link ကိုတုံးချပြီးတော့မှနိုင်ငံခေါင်းဆောင်တွေရဲ့ဥကောင်းတွေကိုဟက်ပြီးတော့မှဒီကမ္ဘာစစ်ကိုမဖြစ်ဖြစ်အောင်ဖန်တီးထားတဲ့အရာဆိုတာလည်းပါတယ်ပြီးရင်ဘာသာရေးပြိပခါ အစ္စလမ်ဝင်ဘာသာတွေနဲ့ဒီခရစ်ယာန်ဘာသာတွေကိုအကြောင်းပြုပြီးတော့မှဗုဒ္ဓဘာသာဝင်တွေနဲ့အစားဒီလိုပုံစံနဲ့ပြဿနာမဖြစ်ဖြစ်အောင်လှုပ်ထားတဲ့အရာတွေနောက်ကွယ်ကနေအမှောင်တုတရားလေလက်ဝါးကြီးကြီးနဲ့အုပ်ချုပ်ထားတဲ့အရာတွေအစားပါဝင်တယ်။အဲ့ဒါတွေကြောင့်ပဲဒီတာရိယကဘာစစ်ကိုဥတီလာတယ်။အခုဆိုပါတော့မြန်မာနိုင်ငံရေးအောင်ရှိရဲ့ပြဿနာတစ်ခုကိုအဲကျွန်တော်တို့တိုက်ကြည့်အောင်အဲ့ဒီအထဲမှာဘာတွေရှိလဲဆိုတော့ဘာသာရေးပြိပခတွေရောလူမျိုးရေးပြိပခတွေရောနဲ့ဒီကျွန်တော်တို့နိုင်ငံရဲ့ဆင်းရဲမွဲတေမှုတစ်ခုကို ကောင်းကောင်းကြီးအချက်ပြုတ်ပြီးတော့မှဖြစ်လာတဲ့ဒီအစိုးရတစ်ခုအနေနဲ့တော့မှဒီကောင်းကောင်းမွန်မွန်ရက်တီလို့မရအောင်တော့မှသူတို့တွေဒီလိုပုံစံနဲ့ဖန်တီးထားတဲ့အရာတွေအများကြီးပါတယ်အဲ့ဒါတွေကနိုင်ငံရေးအရာနိုင်ငံရေးတွေကြောက်ပဲလူသားတွေရဲ့အသိဉာဏ်အားဒီခေတ်မှာဒီလောက်ထိနှိမ့်လာရတယ်ဆိုတာကိုလည်းတေချာပေါက်သိလာရလိမ့်မယ်ဒုတိယကမ္ဘာစစ်တုန်းကဂျာမန်အစိုးရတွင်မှာနာဇီဝါဒီတော်လန်ဖို့အတွက်ကြံစီထားတဲ့ထူးစီစဉ်တွေတည်းမှာအဲ့ဒါတွေပါတယ် ဟစ်တလာကိုလူနေငယ်ကဖယ်ရှားဖို့အတွက်ကြံစီခဲ့တာတွေလည်းပါတယ်ဒီနီးတွေကိုသူကအများကြီးတုံးခဲ့လို့မှလူတွေကနေပြီးတော့သူ့ကိုလှုပ်ကြံဖို့အတွက်စီစဉ်ခဲ့တဲ့အစီအစဉ်တွေလည်းပါတယ်အဲ့ဒီအစီအစဉ်တွေထဲမှာတရားဥပဒေများအောက်မှာမရှိဘဲနဲ့နိုင်ငံရေးအကျိုးစစ်ရေးအရာသိပ္ပံနည်းပညာတွေတိုးတက်မှုတွေပြန်ဆိုင်မှုတွေကြောင့်ဖန်တီးခဲ့ကြတာတွေတမိုင်းတွေကနေပြပြခဲ့လို့ကျွန်တော်တို့သိရတယ်လူသားတွေကိုတတ်တည်ခံဖြစ်စေမျက်စိဖုံးပြီးတော့လှုပ်ဆောင်ခဲ့တဲ့မှုကင်းတွေဟာ ဒီနေ့ထိမထင်မှတ်ပဲနဲ့ထိခိုက်မှုတွေကိုဖန်တီးနိုင်ခဲ့တယ်လို့ပဲပြောရတော့မှာပေါ့ဒါကြောင့်မလို့သာစစ်ထဖြစ်တာ ਉਹ เนาะစစ်တပ်ရဲ့နောက်ွယ်ကနေပြီးတော့အမှောင်ကပါတဲ့ကိုဝင်ရောက်ကြီးတဲ့အခါမှာကျွန်တော်တို့တွေဘာတွေတွေ့ရလဲဆိုတော့နာစီတွေရဲ့လူသားစံတပ်မှုတွေကိုမျက်စိချင်းချဲ့ပြီးတော့တရားဥပဒေကလည်းတခါတလေမမျက်စိဖုံးထားတတ်တယ်သူတို့ရဲ့လုံရက်တဲ့အကုန်လုံးအဲ့ဒီဒုတိယကဘာစစ်ပြီးရဲ့အချိန်ထိတောင်မှဒီလူသားတွေပေါ်မှာစံတပ်ထားတဲ့နှီးပညာတွေအကုန်လုံးက ယနေ့အချိန်ထိကောင်းကောင်းကြံရှိခဲ့တယ်ဒီဒုတိယစစ်ကဘာစစ်ပြီးပြီးတော့မှဒုတိယကမ္ဘာစစ်လို့ထပ်မဖြစ်အောင်ဆိုပြီးတော့မှ1954လောက်မှာကုလသမဂ္ဂဖွဲ့စည်းကိုဖွဲ့စည်းပြီးတော့မှဒီကမ္ဘာစစ်တွေကိုတာဝန်တွေသူတို့ကြံရွယ်ပြီးတော့မှလုပ်ခဲ့တဲ့ဖွဲ့စည်းတယ်။ဒုတိယကမ္ဘာစစ်ကနည်းပညာတွေနဲ့ဒီတတိယကမ္ဘာစစ်ပေါ်မှာဖြစ်တည်လာဖို့အတွက်ဘလောက်ထိတောင်မှတည်ရောက်မှုရှိနေတာလဲဆိုရင်သူတွေတုန်းက Empire တစ်ခုကိုတည်ထောင်ပြခဲ့တဲ့ Nazi SS သူတို့တွေရဲ့လက်ချက်တွေဟာအင်ပါယာတခုဘယ်လိုပုံစံနဲ့တည်ထောင်ခဲ့တာလဲဆိုပြီးတော့သူတို့တွေရဲ့လမ်းစဉ်အတိုင်းကိုလိုက်ခဲ့တဲ့လူတွေအခုချိန်ထိရှိတယ်။ဒါကြောင့်မလို့လေကဘာမှာဖြူရဲ့မဲရဲ့ဆိုပြီးတော့အဖွဲ့စည်းနှစ်ခုတွေဖြစ်လာပြီးတော့မှအဖြူကနိုင်တာလားမဲကနိုင်တာလားဆိုပြီးအင်အားချင်းပြိုင်နေလို့ဒါဒီလိုပုံစံနဲ့ထပ်ဖြစ်နေတာပေါ့။မဟုတ်ဘူးဆိုရင်ကျွန်တော်တို့ကဘာအေးအေးဆေးဆေးနဲ့လူလိုသူလိုနေရမယ့်အခြေအနေတခုမှရပ်တည်နေရလိမ့်မယ်။ဒါတူစစ်တပ်မှဘယ်စီခံရတဲ့အပေါ်ရွယ်လည်းမသိဘူး။ဘာမှလည်းမသိပဲနဲ့အခန်းထဲမှာ လှမ်းထက်ခံရရတယ်။နောက်ထပ်ကအပူလွန်ခဲ့တဲ့ရေ အေးဆုံးရေမူးယစ်ဆေးဝါး TV လို virus တွေနဲ့ခန္ဓာကိုယ်တွေကိုဆန်းသက်ဖို့နာမည်မပေါ်လွယ်နာစီဂျာမနီစစ်ဆိုရအလက်အောက်မှာတရားမဲ့တော့လူသားဆန်းသက်မှုတွေကိုပညာရေးလိုလားမှု viewer ရေးအတွက်လိုအပ်မှုဒါမှမဟုတ်လူမျိုးသက်ဆင်ရေးဆိုတဲ့အမိတွေနဲ့ဖုံးကွယ်ပြီးတော့မှပြုလုပ်ခဲ့ကြတယ်။တဦးကိုအကြိမ်ကြိမ်ဂျက်ရှင်ထိုးခြင်းမျက်စိအောင်ပြောင်းဆက်သက်ခြင်းလူနာများကိုလေဖြတ်တဲ့ကိရိယာတွေထည့်ပြီးတော့မှ အမြင့်ကိုတက်ရောက်တလို့လို့အခြေအနေတခုကိုဖန်တီးကခန္ဓာကိုယ်ကဘယ်လောက်ထိခံနိုင်ရှိလဲလို့စဉ်းသက်တာမိနစ်အနည်းငယ်တွင်မှာတတိဆုံးရှုံးပြီးတော့မှတေးခြင်းများရှိလာတယ် freezing experiment စစ်သားများအေးလွန်ခဲ့တဲ့ရေခဲပြင်ထဲမှာအသက်ရှင်စမ်းသပ်မှုတခုကိုလူနာများကိုရေခဲတဲ့ထက်ခန္ဓာကိုယ်ရဲ့အပူလွန်ကဲတဲ့နည်းတွေနဲ့စမ်းသပ် ခန္ဓာကိုယ်အသက်ဆုံးရှုံးနိုင်တဲ့ဒီစံသက်မှုတွေကိုလူမျိုးတက်ရှင်ရေးဆိုပြီးတော့သူတို့တွေခေါင်းစစ်တက်ပြီးတော့အမျိုးမျိုးစံသက်ခဲ့ကြတယ်။လူသားတယောက်ကိုစံသက်ကရိယာဖြစ်တက်မှတ်လိုက်တယ်ဆိုတာပညာရေးဖြစ်လားတရားမဲဖြစ်တာလားနာစီအုပ်ချုပ်မှုအောက်မှာဒီလိုပုံစံနဲ့အခင်အမှုခင်ပေါင်း9000ကျော်ကျော်မှတ်တမ်းတင်ထားနိုင်ရတယ်။ရောသာသောလူတွေမသိသေးတဲ့တည်ဆုံမှုတွေအားအများကြီးပဲ။နာစီစစ်ဆေးရာကတိတ်ပန့်ပညာကိုစစ်ပြူဟာတရက်လိုအဖြစ်သုံးချခဲ့တာတော့ မဟုတ်ဘူးသူတို့ကတက်တည်မဲ့လူသားတွေကိုစံတက်မှုအဖြစ်နဲ့တိတ်ပံကိုမျှော်မှန်းချက်ပုံစံပြုလုပ်ခဲ့ပြီးတော့မှစံတက်ခဲ့တာတွေအခုလည်းစစ်ကိစ္စတဲမှာတိတ်ပံကိုဘယ်လောက်ထိတာဝန်ရှိအောင်တုံးချထားလဲဆိုတာပြန်စဉ်းစားဖို့လိုတယ်နာဇီရဲ့စံတက်မှုတွေကမဖြစ်ရှင်းနိုင်တဲ့တမိုင်းစာမျက်နှာတစ်ခုဖြစ်နေခဲ့တယ် တိပ္ပံနဲ့စစ်ကောင်စီကြားကမြင်းသားတခုလည်းဖြစ်နေတယ်လူသားတံကိုဆုံးရှုံးရတဲ့ပုံတွေကိုတက်သိခံနေရတာလည်းဖြစ်တယ်စစ်ပြီးတဲ့နောက်ကာလမှာအမေရိကန်နဲ့ဆိုဗီယက်တို့ကဘလိုနာစီပညာရှင်တွေကိုလက်ခံခဲ့ပြီးတော့ပညာရေးနဲ့နည်းပညာကဏ္ဍကိုပြန်လည်တည်ဆောက်ခဲ့တာလည်းဆိုတော့တိခေကဘာကိုအုပ်ချုပ်ထားတဲ့ဒီဥရောပတိုက်ရဘယ်နိုင်ငံပဲဖြစ်ဖြစ်ဒီလိုအမေရိကန်တွေလက်တွေ့ပြီးတော့မှဒီလိုပုံစံနဲ့ပဲငါတို့ကဘာမှာဒီနည်းပညာတခုကိုအမြဲတမ်းတားနေရဆိုတော့ ဘယ်တော့မှညင်လို့ရမယ့်အဖြစ်တစ်ခုမဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုတော့သူတို့ဒီနေမွင်အင်ပါယာတီထောင်ထားတဲ့လူတွေကိုဘယ်လိုပုံစံနဲ့ချက်လက်ပြီးတော့မှဘယ်လိုပုံစံနဲ့စစ်တိုက်ခဲ့လဲဆိုတာခင်ဗျားတို့ဘသူမြင်ပြီးတော့မှဘသူကတိတိကျကျပြောနိုင်ခဲ့လဲဆိုတာဒီမြေပြင်ခြေနေနဲ့ဤပညာခြေနေလူသားတွေပေါ်ဆန်းသက်ထားတဲ့ရာဘသူမှလည်းမသိနိုင်ဘူး။ဘာဖြစ်လို့ပေးမသိရလဲဒီတိုင်းပြိတ်တာလဲဆိုတော့အဲ့ဒီဟာကမ္ဘာပေါ်မှာအရေးကြီးဆုံး lock lower chat top secrets တွေဖြစ်တယ်။ဘာလို့နီးပညာရရောကျန်တဲ့အပိုင်းတွေကပါအားနည်းချက်ရှိနေတယ်ငါတို့အာရှနေပြီးတော့ ဒီနိုင်ငံငယ်လေးတွေကနေပြီးတော့သူတို့တွေရဲ့ချဲ့လယ်မှုဒါမှမဟုတ်သူတို့တွေရဲ့အုပ်ချုပ်မှုသူတို့တွေရဲ့ဥပဒေနောက်ကိုလိုက်နာနေရတယ်ဆိုတာကတော့ဒါကတော့တူတူတူတော့ကျွန်တော်တို့လိုက်ပြီးတော့ဒါတွေလိုက်ပြောနေကြတာမလို့တော့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရဲ့အတိုင်းအတာတစ်ခုတော့ကျွန်တော်တို့ကောင်းကောင်းကြီးတည်နေတယ်ဘာဖြစ်လို့မတူတက်ဘူးမပြောဘူးငါတို့နိုင်ငံအနောက်နေကြနေတယ်ဆိုတော့အတွေးခေါ်နေလဲပြောတာလည်းမဟုတ်ဒါပေမဲ့အမှန်တရားကိုလက်ခံထားဖို့တော့လိုတယ်ဘာအင်အားမြင့်နိုင်ငံတွေတောင်မှတောင်နဲ့မြောင်းနဲ့ ခွဲထွက်လာပြီးတော့ခိုဝါစစ်အေးတဲ့ကာလတွေမှာပြဿနာတွေကနောက်နောက်ကွယ်ရနေပြီးတော့နာစီသိပ္ပံပညာရှင်တွေကနေ operation paper clip တွေကနေပြီးတော့ခေါ်ယူပြီးတော့မှတချို့တော့နိုင်ငံတွေကနေပြီးတော့အကျိုးမြတ်အတွက်အတိတ်အမှောက်ကိုလေ့လူရှုခဲ့ကြတယ်။အတန်ဘိုးတွေတီထွင်မှုတွေကလည်းသိပ္ပံကိုဖွံ့ဖြိုးစေခဲ့တော့လဲလူသားတွေရဲ့မုန်းနဲ့စိတ်နဲ့ပေါင်းမိသွားတဲ့အခါမှာဘလောက်ထိဖြက်စီးနိုင်တယ်ဟာကိုလည်းသူတို့တွေပြတ်သားခဲ့တယ်။နာနဲ့ပညာတို့ကတောင်းဝမဲ့သွားရင်မျိုးလိုမဲ့ဆုံးရှုံးမှုတွေကဖြစ်လာတတ်တယ်။ ဥပဒေရဲ့နောက်ဘက်ကနေပြီးတော့လှုပ်ရှားမှုတွေပေါ်ထုတ်တာတွေဟာအနာဂတ်အတွက်မျှတမှုကိုထိမ့်သိမ့်နိုင်ဖို့အတွက်လည်းကျွန်တော်တို့ဆိုလိုတာအမှန်ကိုပြန်မကြည့်ဘဲနဲ့လောက်ရတွေအကုန်လုံးကိုသင်ခန်းစာမယူတတ်ဘူးဆိုရင်ဒီပုံစံအတိုင်းဒီလူသားတွေရဲ့အသက်အတည်နဲ့ဒီဆုံးရှုံးမှုတိုင်းတာတစ်ခုကပြည့်ရတဲ့ World War II စစ်ပွဲကာလတော့ဆုံးရှုံးမှုအတိုင်းတာနဲ့လူအသက်ပေါင်းများစွာကိုဆုံးရှုံးခဲ့ရတာတဲ့ယနေ့ခေတ်မှာတိုးတက်နေတဲ့ခေတ်ကြီးတစ်ခုလုံးဆုံးရှုံးဖို့ဆိုတာကျရတဲ့ညီကိုမောင်နှမတွေပဲတွေးကြည့်လိုက် ီကဒီကဘာစစ်ရဲ့နောက်ွယ်ကလှုပ်ဝက်ဖဲချက်တရားဘာတွေဖြစ်မလဲဆိုရင်တော့ပြည်တွေစမ်းသက်ခဲ့တဲ့လူသားတွေပေါ်မှာစမ်းသက်ခဲ့တဲ့စမ်းသက်ချက်တွေထဲမှာအခုဒီအခြေအနေထိရောက်လာတဲ့စစ်ပွဲတွေဟာဘယ်ကနေဆက်ဖြစ်လာလဲဆိုတော့ကျွန်တော်ပြောပြတာတရားနာတော့ Neo Link အဲ့ဒီဟာလူတွေရဲ့အုံနောက်ကိုဟက်ပြီးတော့အချက်လက်တွေခိုးယူတုံးဆွဲတဲ့ဟာဒါရီယာနိုင်ငံတကာသမ္မတတွေကိုပြစ်မှတ်ထားပြီးတော့မှရည်ရွယ်ချက်ရှိနေလောက်တာတဲ့အရာတစ်ခုပြီးရင်ဘာသာရေးပြည်ပခ ဒါတွေလည်းလူသားတွေအပေါ်မှာဒီလိုပုံစံနဲ့အုပ်ချုပ်ချက်လဲဖို့အတွက်လောက်ထားတဲ့ပြိပခါတစ်ခုဘယ်ဘာသာမှာမှဘယ်အရာကိုမှမကောင်းတာကိုညွှန်းထားတာအရာမရှိဘူးဒါပေမဲ့အခုဖြစ်နေတဲ့လက်ရှိစစ်ပွဲတွေကြားထဲမှာဘာသာတရားတွေကိုကောင်းကောင်းယခုတော့လုပ်ပြီးတော့မှလူသက်ပြနေတဲ့အရာတွေအကုန်လုံးအကုန်လုံးမြင်ရမယ့်အတိုင်းပဲပညာတွေနဲ့ထိ ंछ ောက်ထားတဲ့အုံနောက်တွေမှာအတိတရားဆိုတာလူလူချင်းရက်ဆက်ဖို့ကလွယ်ပြီးတော့ကြံတဲ့အရာတွေမေတ္တာတရားဆိုတာကိုတွားပြီးတော့တော့ ပြောပြခွင့်ရှိတဲ့အရာမဟုတ်တော့ဘူးဘာဖြစ်လို့လဲဆိုတော့တနိုင်ငံနဲ့တနိုင်ငံစစ်ဖြစ်ဖို့အရေးတန်းမှာတွားပြီးတော့တရားဟောပြနေလို့လည်းအဆင်မပြေသလိုသူတို့ကိုကောင်းစေချင်တဲ့နီးလန်းနေနဲ့ တော့ဖို့ပေးလို့လည်းအဆင်မပြေပြန်တော့တခါပြီးရင်အခုနောက်ပိုင်းစမ်းသက်လာတဲ့စမ်းသက်ချက်တွေထဲမှာအဲ့ဒီလိုတွေနီးပညာတွေအကုန်လုံး AI နဲ့ပေါင်းတော့မင်းရဲ့အကျင့်စာရိတာတကူကပါမင်းရဲ့အကျင့်ဒီပါမင်းရဲ့အကြိုက်ကပါမင်းတို့ရဲ့နိုင်ငံရဲ့စစ်ဘက်ကြီးရဲ့ဆိုင်ရာပြဿနာပါမင်းရဲ့စစ်တပ်တကူရဲ့စွမ်းအင်အားပါမင်းဘလောက်ထိတော်တယ်တက်တယ်ဆိုတာတွေကစာအကုန်လုံးကတော့သူတို့ data တကူယူပြီးတော့မှဒီနီးပညာကိုပိုင်နိုင်ဆုံးကင်ထားတဲ့စစ်တပ်တက်ကတော့တေချာပေါက်နိုင်ယူလိမ့်မယ်ရှိတယ် ။အဲဆိုတော့တေချာပေါက်နာစီလမ်းစီကိုနင်းပါပဲ။ Empire တခုကိုတီထောင်ထားတဲ့အတွက် Empire တခုကိုတီထောင်ထားတဲ့အဖွဲ့အစည်းတခုရဲ့ ရဲ့အကျဉ်းစရိုက်နဲ့ဒီဝါဒပြန်မှုတစ်ခုကိုတေချာဖို့ကန့်ဆွဲပြီးတော့ဒီကဘာကြီးကိုတတိယကဘာစစ်အဖြစ်နဲ့ရရားနေပြီးတော့မှသူတို့ကတော့စိန်ခေါ်ပါပဲမဟုတ်ရင်လည်းဒီစိန်ခေါ်မှုတစ်ခုကိုပြုလုပ်နေတဲ့လူသားတွေကြားထဲမှာဘယ်လိုပုံစံနဲ့ဆက်ပြီးတော့မှကျွန်တော်တို့ကဘာကြီးတည်ရှိလာမယ်ဆိုတာကိုကျွန်တော်တို့လည်းတူတူထိုင်ပြီးတော့စောင့်ကြည့်ရမလားမဟုတ်ရင်ကျွန်တော်တို့ပဲလက်နဲ့ကင်ပြီးတော့ဒီကဘာစစ်ကိုလွှဲရမလားမဟုတ်ရင်ကျွန်တော်တို့ရဲ့မြစ်တာတရားတည်ပဲလူတွေပေါ်မှာလွှမ်းခြုံတောင်းအောင်ပဲစံစားရမလားဒါကြောင့်မလို့ကျွန်တော်တို့ဒီဖြစ်လာမယ့်တတိယကဘာစစ် ီကိုတတ်နိုင်ဆုံးကျွန်တော်တို့လမ်းမိတလောက်အတိညာလေးနဲ့ပဲအတူတူ တာစီရအောင်လို့ပဲကျွန်တော်ဒီကနေပြီးတော့ဖိတ်ခေါ်ရင်းနေပဲဒီစီဇန်လေးကိုဒီမှာပဲဆုံးသက်လိုက်ပါတယ်အေဂျင့်တဲ့ဘွားများကိုပန်ဆိုင်ကြပါစေနောက်ပေါ်မှာကျွန်တော်တို့ထပ်တွေ့ရအောင် digital voice တွေကိုဖန်တီးတဲ့အချိန်မှာလိုအပ်ချက်တွေကိုလည်းကျေးဇူးပြုပြီးတော့နားလည်ပေးကြဖို့နဲ့ပြီးတော့ကျွန်တော်ရဲ့ဒီ channel လေးရည်ရည်ရည်တည်နိုင်အောင်လို့လည်း subscribe လေးလုပ်ပြီးတော့ like လေးတစ်ချက်လောက်နှဲ့ပြီးတော့အောက်ပေးဖို့လည်းကျွန်တော်မြေတားရက်ခဲချင်ပါတယ်ခုလိုဆုံးဒီနောက်ထပ်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဟိုကြရင်လည်းဘယ်လိုခေါင်းစဉ်မျိုးနဲ့ဘယ်လိုဘူးတူတာရစီရဘယ်လို knowledge တိုးလာအောင်လို့ကျွန်တော် 조사ပြီးတော့တင်ဆက်ပေးပါမယ်။အားလုံးသောဘွားရဲ့တနေ့တာလေးကိုပိုင်ဆိုင်ကြပါစေ။